တမယိုးကြစစ်ကိုမရောက်သေးဘူးဒါစီရေးနားလေတဲ့စစ်ခေါင်းဆောင်ဆိုတမယိုးကြစစ်ဆိုတာဘာလဲဆိုတာသိတယ်ပျောက်ကြားစစ်ဆိုတာဘာလဲသိတယ်အထူးစီမံချက်နဲ့လာမယ်အခုနောက်ဒီချိန်မှာလာမယ်ပျောက်ကြားစစ်ဒီကျွန်တော်သတိပေးခဲ့တယ်လို့ဒီလူလူကိုလည်းကျွန်တော်သတိပေးခြင်းနဲ့ကျွန်တော်တို့ဒီအခုလာ၁၀လပိုင်းကောင်းနေစားပြီးတော့၁၇လပိုင်း၁၅ရက်၂၀နှစ်ကျော်တဲ့နောက်ပိုင်းမှာအသွားလာတွေဆင်းကျင်မှာကျွန်တော်တို့ပြည်သူလူထုကိုကျွန်တော်တို့ကဒါသတိပေးပြီးဒါဒုတိယတစ်ချိန်တော့ပထမတစ်ချိန်ကကျွန်တော်သတိပေးခဲ့ပြီးအဲ့ဒါကတော့တစ်ဆင်တစ်ဆက်ကိုစစ်စင်မစားခဲ့ပါအဲ့တော့လက်ရှိကာလမှာကျွန်တော်တို့က အဲလက်ရှိကာလမှာကျွန်တော်တို့ကတတိထားအမဲ့အချက်ကဒီစက္ကလပိုင်း20ရက်နေ့မှာစပြီးတော့ကျွန်တော်တို့ရဲ့ဒီစီးရေလှူရှားမှုကပြင်းထန်လာနိုင်မယ်။အားလုံးပဲမင်းလာပါဒီကနေ့မှာတော့လာမည့်စက္ကလပိုင်းမှာအထူးပြောက်ကြားစစ်စင်နွဲတော်မူဟုရဲဘော်နိုင်နိုင်အောင်တတိပေးလာပြီးမှုအဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါအောင်ခင်ဗျာလူလိန်တွေတခိုးတွေကလင်ကချစ်တွေအောက်တန်းစားတွေနိုင်ငံရေးအောက်တန်းစားတွေတော်လိုင်းအောက်တန်းစားတွေအများကြီးတွေ့ကြရပြီအဲ့ကြားထဲမှာအချောင်ခံရတော့ကျွန်တော်တို့ပြင်ပြင်နေပေါ့ တချို့ကပြောတယ်အမေကကရင်ဘောမလေးဆိုတော့မဆရာအကြောင်းမရှိဘူးမဆရာအကြောင်းမရှိဘူးဘာလို့မဆရာအကြောင်းမရှိလဲဆိုတော့လူတိုင်းကကိုယ်ဝါဒနဲ့ကိုယ်လူတိုင်းကအခုသဘောတရားနဲ့ကိုယ်သွားနေကြတာယနေ့တော်လန်ကြီးကအမတန်ရေးကြည့်တယ်ဂျန်သူဘက်ကပြင်ဆင်ထားတာကိုကျွန်တော်တို့ကကြူသိနိုင်မှာကြူတွက်နိုင်မှာကျွန်တော်တို့ကပို့ပြီးတော့လုပ်လို့ကောင်းတာ NCA ကိစ္စနဲ့ပတ်သက်ပြီးတော့တချို့ကပြောကြတယ် NCA ကိစ္စကဖြစ်တယ်ညာဖြစ်တယ်ပေါ့ပြောချင်တာဘာလဲဆိုတော့ကရင်မှာအဲသူ့အဖွဲ့စည်းနဲ့သူအဲသူ့သူ့အဲသူ့မိခင်အဖွဲ့စည်းရှိတယ်လို့သူ့လုတ်ပိုင်ခွင့်နဲ့သူတတ်မှအလိုက်မှလည်းလုတ်ပိုင်ခွင့်ရှိတယ်လို့ အဲဒီ KNU ဆိုတဲ့မိခင်အစည်းအရုံးကြီးတစ်ဆင့်အဲဒီပေါ့ဆိုလိုချင်တဲ့နိုင်ငံရေးမူဝါဒစီးရေးမူဝါဒလေးသူ့အနေနဲ့သူရှိတယ်ဒီလိုပဲသူ့လုတ်ပိုင်ခွင့်နဲ့သူတရင်အလိုက်တတ်မှာအလိုက်ရှိတယ်ဒီပေါ်မှာကျွန်တော်တို့ကဟိုကူညီဆောက်ရှောက်ဟိုပံ့ပိုးဝိုင်းရံတာတော့ရှိတာပေါ့အပြောချင်တာဘာလဲဆိုတော့ယနေ့ကာလဒါဒီနေ့မှကျွန်တော်ပြောတင်လားပြောတင်လားဆိုတော့ကျွန်တော်တော်တော်စဉ်းစားဒီကိစ္စတွေအခုတော့ပြောပြမယ် NUG နဲ့ CRP ကအရင်တော့ပလင်းတူဘူးဆိုနောက်ပိုင်း2023နောက်ပိုင်းမှာကျတော့ NUG နဲ့ CRP နဲ့လမ်းကွဲသွားတယ်အခုအဲ့လိုပဲ NUG ရဲ့စကားကို MOD ကနားမထောင်ဘူး MOD နဲ့ NUG နဲ့မတည့်ဘူးဒါကိုခဏလေးနည်းကောင်းကောင်းလေးသိဖို့လိုတယ်ဘယ်နိုင်ငံရေးသမားပဲဖြစ်ဖြစ် NUG NUG လို့ပြောတယ်ပေါ့နော်တချို့ online ပေါ်မှာလေတိုင်းပေါ်ကနေပြောတဲ့လူတွေတော်တော်များများအဲနားထောင်တယ်တခါလာလဲ NUG NUG ငါ CRP NUG ဆိုတော့ကျွန်တော်တို့တော်လိုင်းရေးလောက်တာက CRP NUG ပေါ်မှာမှီခိုရတဲ့အရာတွေရှိသလို့ မိမကိုရတဲ့အရာတွေရှိတယ်။ UNG MOD ကိုမျောလင်းလို့ရတဲ့အရာတွေရှိတယ်လို့မမျောလင်းလို့ရတဲ့အရာတွေရှိတယ်။အဲ့တော့ခင်ဗျားတို့ UNG ကိုပြောင်းလဲပါလို့ပါလို့ UNG ကိုပြောင်းလဲစရာအကြောင်းမရှိဘူး။ UNG တူန်သူပြောင်းလဲခြင်းပြောင်းလဲမပြောင်းခြင်းလဲခြင်းဒါသူဆောက်လို့ဖြစ်သွားပြီ။ဒါလို့ဆိုတော့ရွေးကောက်ပွဲအလွန်ကာလမှာတတိတွေပေါ်လာလိုက်မယ်။ကျွန်တော်တတိအမြဲတမ်းပေးပြီးရန်သူဘက်ကအခုဆိုရှင်အဲပျော်ဝဲရှင်ပွဲတွေနိုင်ပန်ဈေးပွဲတော်တွေလုပ်ဖို့တော့ကိုညွှန်ကြားချက်ဖြတ်ပြီးသားဖြစ်နေ။ဒါလည်းမိဘပြည်သူတွေကျွန်တော်ပြီးခဲ့တဲ့အဲအချိန်နောက်ကပြောခဲ့တဲ့စကားတွေပေါ့နော်လွန်ခဲ့တဲ့တလမပြည့်ခင်သေးပါမယ်။အခုလည်းရန်သူဘက်ကနေစပြီ။ရွေးကောက်ပွဲအတွက် ဲ့တော့ပြောချင်တာဘာလဲဆိုတော့ဒီဖုံးမဆန်းတဲ့ဆိုတော့ခင်ဗျားလည်းကျွန်တော်ပတ်စံမပေးနဲ့ကျွန်တော်ကေးပေးတယ်ပတ်စံ2000ပဲရှိတော့တယ်ခင်ဗျားကပတ်စံလေးတသိန်းတော့ကူညီပါလောက်ကုန်ပြန်ဆက်ပါမယ်ဆိုတော့ခင်ဗျားဆက်မလို့ဆက်တာခင်ဗျားတို့ကအမေရိကန်ရောက်သွားပြီဆိုတော့ပြအချိုးတွေပြောင်းသွားတာပေါ့ဗျာခင်ဗျားတို့ကတိုက်ခန်းတွေအိမ်တွေဝင်နိုင်ပြီကားဝယ်ဖို့တော့ပြင်နေတယ်ဆိုတော့ကျေးဇူးတင်ပါတယ်အဲ့တော့ပြောချင်တာတချို့စောက်ပိနေတာ BGS တို့ဘာလို့ဆဲရဲ့ဟာ BGS ကဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဆဲပါဆဲပါဆဲလို့ရမယ်ဆဲပါအဲ့ဒီ BGS နဲ့ KNU နဲ့မတည့်ခင်က BGS ကိုမှီပြီးတော့ အမ်မိုဒီယာကောင်လေးလှုပ်ရှားနေတာသိလားကျွန်တော်တို့ကအချက်လက်တွေရှိတယ်ဗျတချို့ကိစ္စတွေကနောက်တစ်ချိန်တမိုင်းတကွေးကြရင်ရှင်းရမယ့်ပြဿနာရှိသလိုလက်ငင်းပြဿနာတွေဖြေရှင်းရရှိတယ်ယနေ့ကလာတဲ့အရေးကြီးတယ်လူလူကနားမရောမွေးမှုအမှန်တန်ရေးကြီးတယ်အရခိုင်လေးလို့စစ်မတိုက်ဘူးကရင်တွေကကရင်တွေကစစ်မတိုက်ဘူးရခိုင်လေးလို့စစ်မတိုက်ဘူးသူရှိချင်းတဲ့ခံကြရရခိုင်လေးစစ်တိုက်တအောင်လို့ရခိုင်လေးပျောက်ကြားစစ်တွေအထူးစစ်တွေစစ်စင်တွေဆင်နွှဲနိုင်အောင်လို့ဒါထားပါတော့ဗျဒါတိတ်ပြောလို့မကောင်းတဲ့အများကြီးလည်းပြောခဲ့ပြီဗျအရှင်နေ့စစ်ကွက်နဲ့နိုင်ငံရေးကွက်မှာမြောက်တေချာပြန်မြင်ရင်တော့ အတူလိုလိုမြင်လာလိုက်မယ်အခုလေလိုင်းပေါ်ကနေတပောင်းစုနေတဲ့လူတွေလည်းသတိပေးခြင်းတယ်တပောင်းစုကရှိနေတယ်ဒါပေမဲ့ဒီနိုင်ငံရေးသမားတွေရဲ့စောင့်ချိုးမပြေမှုတွေကိုကြည့်ပြီးတော့တော်လိုင်းကောင်းဆောင်တွေစီရေးကောင်းဆောင်တွေကမလုပ်ပေးသေးတာအခုဒေါ်မီမီဝင်းဘတ်တို့ကနေပြီးတော့ UNG ကိုပြန်ကယ်တယ်ပေါ့ဗျာအေးပေါ့ဗျာခင်ဗျားတို့အိစားကာမမီရုံမီဝဲဆိုတော့ခင်ဗျားတို့ပြေဆုံးပါလေအမေရိကန်မှာနေပြီးတော့ကျေးဇူးတင်ပါတယ်အဲ့တော့ပြောချင်တာဗာလဲဆိုတော့လက်ရှိကာလမှာကကျွန်တော်တို့အမ်ပတန်ခက်ခဲတဲ့ကာလဖြစ်တယ်တတိအရန်ထားမယ့်ကာလရှိတယ် ရန်သူဘက်ကတရင်တွေဖြန့်တယ်ဝါရီဖြန့်တာဒီ NCA ပွဲမှာထူးဆန်းတာတခုရှိတယ်တဲ့ထူးဆန်းတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ SSPB ပေါ့ဗျာ SSA ပေါ့အရင်တော့ရလာလာဖာရှိခဲ့တဲ့အချိန်ကတော့ကျွန်တော်တို့အရန်အားကောင်းခဲ့တဲ့ရှမ်းပြည်က USA ကိုတိုင်ကပြောင်းလဲသွားတာ USA ဆိုတာကအရန်သဘောထားကောင်းပြီးတော့အရန်ကိုနှုတ်ညံ့တဲ့လူမျိုး အဲ US စစ်စစ်ကောင်းဆောင်ပါဗျာဒါဒါသူတို့ဆိုမှသူရှမ်းပြည်ရဲ့စစ်ကောင်းဆောင်ပါကျွန်တော်ပြောခဲ့ပြရတယ်ပြီးခဲ့တဲ့2023 2024မှာရှမ်းနေရာပြင်ဆင်နေတယ်ရှမ်းနေရာအားနေရာရှိတယ်ရှမ်းနေကဖိနေတာရှိတယ်ရှမ်းရဲ့လူမျိုးကြီးဝါဒကဗမာဒေသအားကောင်းတယ်ပြီးတော့သူတို့ရဲ့ရှင်းရင်းဆွဲအယူဝါဒတွေကရခိုင်ဒေသအားကောင်းတယ်ဒါကျွန်တော်တို့သိရတဲ့အချက်ချက်ပေါ့ရခိုင်ပြည်နယ်မှာရခိုင်တွေဘာလို့ကြိုးစားလဲဆိုတော့ရခိုင်ကအကုန်လုံးနဲ့ရှေ့ပြေးရမယ်အကြောင်းရင်းတွေအများကြီးရှိတယ်။သူ့မှာဖြေရှင်းရမယ်ပြဿနာ၊လူမျိုးရေးပြဿနာ၊ဘာသာရေးပြဿနာပြီးတော့နေမြေပြဿနာတွေအများကြီးရှိတယ်။ဒီအတွက်မလို့ရခိုင်ကဒါတော့တော်တော်နောက်ကျနေသေးတယ်။ တချို့ကတော့ရခိုင်ကိုအားရတဲ့ဘာညာပြောတယ်ပေါ့တချို့နေရာမှာနည်းနည်းတော့နောက်ကျနေသေးတယ်ပြောခြင်းလဲကျွန်တော်တို့ခုပြောခြင်းလဲမင်းတို့တွေလည်းလေတိုင်းပေါ်ကနေပြီးတော့တပေါင်းစုနေကြနဲ့မြေပြင်ဆင်းလာခဲ့မင်းတို့မဲဆောက်ကနေတဲ့ကောင်ရဲ့အမေရိကန်ကနေတဲ့ကောင်ရဲ့အော်စီယားနေတဲ့ကောင်ရဲ့ပေါင်းပြီးတော့တပေါင်းစုကြီးဆိုပြီးတော့အလှူခံဖက်တိုင်းတွေပြမလုပ်ပါနဲ့မလုပ်ပါနဲ့ PDF တွေကတရားအောင်စားတွေမဟုတ်ဘူးမင်းတို့အလှူခံရမှစစ်တိုက်လို့ရတာမဟုတ်ဘူးတကယ်တမ်းလိုအပ်နေတာလက်နဲ့ခဲရလိုအပ်တာပေါ့တကယ်လိုအပ်တာပေါ့ ဒါပေမဲ့လက်ရှိအချိန်မှာလက်ရှိအချိန်မှာကျွန်တော်တို့ရခိုင်ဒီအေဘက်ကနေလက်နက်တွေထုတ်ပေးတယ်တပောင်းစုမှာပါဝင်လို့တပောင်းစုအောက်တွင်းတဲ့အချိန်မှာမင်းတို့အညာမှာတဘိုးတမင်းနဲ့တနက်ကင်ပြီးတော့ဘိုးလုံးချင်တဲ့ကောင်တွေကတပောင်းစုတွေမုံဝင်နဲ့ပြဿနာကိုမင်းတို့တိတလားမင်းတို့လေလိုင်းပေါ်နေနေပြီးအော်နေတယ်ထောင်ကကဆွမ်းတော့ပို့စလေးတစ်ခုတင်လိုက်ပါတယ်တခြားဖတ်ကြည့်ပါအောင်ထောင်က49ရင်းစားပြီးတော့88ကာလာအထိအဖွဲစည်းဘောင်းစုံအများဆုံးကဘာပေါ်မှာတော်လန်ရေးအရက်အများအများကြီးဖြစ်ခဲ့တယ်အဲ့တော်လန်ရေးဖြစ်ခဲ့တဲ့နိုင်ငံတွေအားလုံးကိုပြန်ကြည့်ကြည့်မြန်မာနိုင်ငံတော့အဖွဲစည်းမများဘူး ဲ့ဒါဘာကြောင့်အဖွဲ့အစည်းတွေများလာလဲတဘူတမင်းဖြစ်ရလဲဆိုတော့မင်းတို့တွေနိုင်ငံခြားကနေပြီးတော့သူများတကလောက်ခလာစားတွေကိုအလှခံစောက်ကြီးစောက်ကြဲတွေလိုင်းပေါ်မှာဘူမသိကိုမသိနဲ့ရှောက်ပြောနိုင်ငံရေးဆိုတာဘာမှမသိကာကြီးရလားစလာလားအာကာစလာလားနားမလဲနော်တော်လန်ရေးဆိုတာကဖေတော့မောင်တော့ဆဲတာလောက်ပဲသိတဲ့ကောင်တွေကိုပြောချင်တယ်နိုင်နိုင်အောင်ပြောတာနော်တချို့နေရာမှာရန်သူငါတို့ကစစ်ရေးရနိုင်ငံရေးရကစားရတာရှိတယ်လို့စစ်ရေးရနိုင်ငံရေးရအောက်ချုပ်ခံရတာရှိတယ်ကိုရဲဘော်တွေပေးစကားတာမှန်တယ် နယ်လီစိုးမိုးမှုရအတိုးဆုပ်ကစားရတာရှိတယ်ငါတို့အခုကစားနေတာကပျောက်ကြားစစ်လို့ခေါ်တယ်ပျောက်ကြားစစ်တော်မှာအထူးပျောက်ကြားစစ်နဲ့စစ်စင်ရေးပျောက်ကြားစစ်ဆိုပြီးရှိတယ်နော်တမယိုးကြားစစ်ကိုမရောက်သေးဘူးဒါစစ်ရေးနားလေတဲ့စစ်ခေါင်းဆောင်ဆိုတမယိုးကြားစစ်ဆိုတာဘာလဲဆိုတာသိတယ်ပျောက်ကြားစစ်ဆိုတာဘာလဲသိတယ်အထူးစီမံချက်နဲ့လာမယ်အခုနောက်ဒီချိန်မှာလာမယ်ပျောက်ကြားစစ်ဒီကျွန်တော်သတိပေးခဲ့သလိုဒီသူလူတွေကိုလည်းကျွန်တော်သတိပေးခြင်းနဲ့ကျွန်တော်တို့ဒီအခုလာ10လပိုင်းကောင်းတယ်စာပြီးတော့15လပိုင်း25ရက်20ရက်နေ့ကြောတဲ့နောက်ပိုင်းမှာအသွားလာနေစင်ကြမှာ ကျွန်တော်တို့ပြည်သူလူထုကိုကျွန်တော်တို့ကဒါသတိပေးပြီးဒါဒုတိယတစ်ချိန်တော့ပထမတစ်ချိန်ကကျွန်တော်သတိပေးခဲ့ပြီးအဲ့ဒါကတော့တစ်ဆင်းဆက်ကုန်စစ်စင်မစားခဲ့ပါအဲ့တော့လက်ရှိကာလမှာကျွန်တော်တို့ကအဲလက်ရှိကာလမှာကျွန်တော်တို့ကသတိထားမယ့်အချက်ကဒီစက္ကလပိုင်း20နှစ်မှာစပြီးတော့ကျွန်တော်တို့ရဲ့ဒီစီးရေလှူရှားမှုကပြင်းထန်လာနေမယ်တချို့နေရာမှာရွာတွေဆုတ်ခွေရတာရှိရတယ်တချို့နေရာမှာအဲဟိုဘယ်လိုပြောမလဲကျွန်တော်တို့ကစစ်စင်ရေးရ ဘာမှမတော်လှန်ပဲနဲ့ဒီတိုင်းပြန်ဆုတ်လာရတာရှိတယ်။အဲ့ပေါ်မှာပြည်သူလူထုကအားရတာရှိမှအားမရတာရှိမှစစ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကတိုက်တဲ့နေရာမှာနီးနာ၃ခုနဲ့ကျွန်တော်တို့ကစစ်တိုက်ခါတယ်။နံပါတ်၁เนาะအချိန်နေအချိန်အခါအကျိုးစီးပွားကျွန်တော်အများနဲ့ပြောသလိုအချိန်လေးရဲ့အချိန်ခါရဲ့အကျိုးစီးပွားရဲ့အဲဒီသုံးချက်နဲ့ညီမှကျွန်တော်တို့ကစစ်တိုက်လို့ရမှာယနေ့ကာလမှာအရင်တော့ကြည်တရောက်ကို900 900နဲ့ဝယ်ရတဲ့အချိန်မှာအဲကျွန်တော်တို့ကအခုဆိုရင်ကြည်တရောက်နော် ဖဘဖိုက်စစ်ကြီတထောက်တောင်မှာ16ကြီပေါ့ဗျာခွေးကြီလို့လည်းခေါ်တယ်ပေါ့ MA1 နဲ့မှထည့်ပြလို့ရတယ် MB3 နဲ့လည်းထည့်ပြလို့ရတယ်ကြီမျိုးစားတောင်မှာကျွန်တော်တို့ကစစ်ခွေးကြီဆိုရင်2000လောက်ပေးဝယ်ရအညာမှာဆိုရင်2500 3000ပေါက်တယ်ကျွန်တော်တို့ဒီဘက်မှာဆိုရင်1500ပေါက်တယ်ပေါ့ဗျာအခုဆို2500ဖြစ်လာပြီသူကစစ်ပွဲတွေစိတ်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 များလာလေလေလက်နဲ့ခံရစီကတက်လာလေလေကုံစင်းလုံးတွေကြီးလာတာနဲ့အများခင်ဗျားတို့ဒီကုံစင်းလုံးကြီးတာမဟုတ်လက်နဲ့ခံရစီပါကြီးလာတာအရင်တော့ M60 တက်လက်ကို18သိန်းနဲ့ဝယ်မဲ့လို့မရှိတဲ့အချိန်မှာအခု3150 3160 3180ပေးပြီးတော့ဝယ်နေရတဲ့အချိန်မျိုးရောက်နေတယ် ဒါဆေးအုပ်စုဘက်ကနေပြီးတော့လှုပ်ထားတဲ့စီရေးတိုက်ပွဲနီးနာလို့ခေါ်တယ်။စီရေးကိုနားလေတဲ့အကောင်လေးတော်လိုင်းရေးနိုင်ငံရေးကိုတုံ့တက်နိုင်ပါတယ်ဆိုတဲ့အကောင်လေးဗဇက်ကနေတခွမှမပြောတဲ့စကားကိုကျွန်တော်ပြောပြမယ်။စီရေးစစ်အေးတိုက်ပွဲနီးနာလို့ခေါ်တယ်။စစ်အေးတိုက်ပွဲနီးနာဆိုတာကကြီးစံနေတနတ်တွေအတန်တွေမကြားရဘဲနဲ့တစ်ဖက်ကကိုယ့်ကိုတိုက်နေတဲ့လူကိုကြဆုံသွားအောင်အရင်ချိနေသွားအောင်စိတ်တဆစ်စင်ရေးရတိုက်ခတဲ့စစ်အေးတိုက်ပွဲနီးနာလို့ခေါ်တယ်။ ကုံစိန်လုံးတွေကြီးတာစားနပ်ရိက္ခာတွေပြက်လက်တာဆိုင်ကယ်တွေဖမ်းတာပြည်သူစစ်တွေပြည်သူစစ်တွေပေါ်တာဆွဲတာတော့မတော်မတရားအိမ်ပေါ်မှာအကြောက်လန့်တရားဖြစ်အောင်ရန်သူဘက်ကကျွန်တော်တို့ကိုစစ်ပွဲအရလဲလင်းရင်ပြန်နေတဲ့ဘုံကျဲတယ်ခမရစစ်တိုက်တဲ့နေရာမှာရန်သူကရန်သူပြီးသားတယ်စနေတနေ့ကိုနေမရှိဘူးလာပြေးလာခွေမရှိဘူးကျွန်တော်တို့ကဒါလာပြေးလာခွေတွေစနေတနေ့ကိုနေရွေးနေတာရရစားတွေပြတ်တရားတွေရွေးနေတာရန်သူမှာအဲ့ဒီအစီအစဉ်မရှိဘူးဒါလို့ဆိုတော့မင်းအောင်လာရဲ့အနောက်မှာလည်းတကယ်တကယ်ဆရာဆရာကြီးတွေရေရရာတွေတရရတက်စင်တွေကကောင်းအောင်လေအောင်နော်အဲ့တော့ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့က စစ်ပွဲတစ်ပွဲတည်းတိုက်နေရတာမဟုတ်ဘူးစီးရဲတိုက်ပွဲလီးနာကိုပါကျွန်တော်တို့ရဲ့တော်လိုင်းရဲဘော်တွေကရင်ဆိုင်နေရတာဒါကိုကျွန်တော်တို့ပြည်သူတွေကနားလည်ဖို့လို့အဲ့တော့ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့က MOD မှာလည်းနှစ်ချမ်းကွဲနေတယ် NUG မှာလည်းသုံးပိုင်းကွဲနေတယ် CRPH ဆိုရင်လူရမဝင်တော့ဘူးဒါကျွန်တော်တက်တက်ပြောတာခင်ဗျားတို့ NUG CRB အော်မင်းတော့အိုက်ခင်မရှိတော့ဘူးအဲ့ဒီကောင်ကြီးစောက်ရမရှိတဲ့ကောင်ကြီးဖြစ်တဲ့တော့တော်တော်များများပါတချို့ကတော့တိုက်ခါပိုင်းရရော အခုတရေရရောတကယ်ရိုးသားလုပ်တဲ့လူတွေရှိသလိုစောက်သုံးမကြတဲ့ကောင်တွေလည်းအများကြီးပါပဲเนาะကြားဖြန်းနဲ့ပေါင်းတဲ့ကောင်တွေတကိုးတွေနဲ့ပေါင်းတဲ့ကောင်တွေပါစင်နဲ့စားတဲ့ကောင်တွေဒါရွှေပြေးပေါ်လာပြီမလားအဲ့တော့ပြောချင်တာဘာလဲဆိုတော့ကျွန်တော်တို့ဒီကရင်တွေရဲ့ NC တက်တဲ့ပွဲမှာ DKB လည်းပါပါတယ်နှစ်ပွဲပေါ့နော် PC လည်းပါပါတယ် KNU ကိုစားပြုဆိုပြီးတက် KNU ဒီမိခင်အစည်းအရုံးမှာဥပဒေရှိတယ်ဥပဒေရှိတယ်လောက်ထုံးလုံးရှိတယ်စီကန်းရှိတယ်ချမှတ်ထားတဲ့မူဝါဒရှိတယ်အဲ့ဒီမူဝါဒနဲ့စီမင်းစီကန်းကိုကြော်ပြီးတော့ဘယ်သူကမှလုပ်ပိုင်ခွင့်မရှိဘူး ကရင်ပြည်နယ်မှာနေ့စဉ်ရက်ဆက်တိုက်ပွဲပေါင်း40လောက်ဖြစ်တယ်။တနေ့ကိုထိထိတိုက်ပွဲမနက်ကတော့ဒီမှာကျွန်တော်တို့ဒီမှာမချဘာညာပေါ့ဗျာ။ကျွန်တော်တို့ဒီမှာစစ်တိုက်နေတဲ့အချိန်မှာနေတိုင်းလက်နက်ကြီးတန်လေးကားမိုင်းဆွဲတာတွေလေရင်ရနဲ့ကျဲတာတွေအများကြီးရှိတယ်။ဒါပေမဲ့တရေမထုတ်ပြန်ဘူး။တရေမထုတ်ပြန်ဘူး။တမ6နဲ့တမခွန်ပေါ့ဗျာ။အခုလောလောဆယ်ဟော့ဖြစ်နေတဲ့နေရာအာပြည်တော်စုလမ်းမကြီးကို ဖွင့်ပေးလိုက်တော့မယ်လို့၄ကီကောကွန်ကရစ်ကိုစုပ်ပေးလိုက်တော့မယ်လို့အေးဘောမင်းတို့၄ကီကောကွန်ကရစ်ကိုစုပ်ပေးရမှာပေါ့မင်းတို့ဟိုထိုင်းတစ်ဖက်ကမ်းမှာနေပြီးတော့တံတားစားတွေကခောက်ဆွဲရရဟိုဗာရရလက်လူဒီမှာစစ်တိုက်ပြပြီးလို့ရှုပ်ချင်းအလှခံစားတဲ့ဓာတ်ပုံတွေတွဲရိုက်ဒီမှာနေတန်လျာလဲနေတဲ့ကိစ္စစစ်ပွဲကရှေ့မှာမြောက်တော့လား မရောက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဒေသတွင်းပြည်သူတွေကကိုယ်ရင်တွေဆုံးသွားတယ်ကိုယ်ရင်တွေပျက်စီးတယ်လမ်းမသားတွေပျက်စီးတယ်ပြီးတော့မင်းတို့တစ်နှစ်ကနေနှစ်နှစ်ကနေသုံးနှစ်စစ်ကွက်ကအိုင်တိုင်းလဲနေတာရန်သူကတမင်တသက်ကိုငါတို့နိုင်ငံတော်အဆက်အောင်စရာစစ်ကြောင်းဆိုပြီးတော့ကရင်ပြည်နယ်တစ်ခုတည်းကိုထိုးစစ်ဆင်ပြီးတော့ဒုက္ခပေးတာဒီဘောမှာငါတို့ကตายရနေတာမဟုတ်ဘူးဟို MOD အောက်ကလည်းရှင်ရှင်ရှိမယ် local တွေလည်းရှင်ရှိမယ်ပေါ့ တော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်မလုပ်ချင်တဲ့ကောင်တွေရဲ့အဲတော်လန်ရေးကိုစိတ်မရှိတဲ့လူတွေရဲ့တော်လန်ရေးပေါ်မှာအလှူခံဘန်းပြပြီးတော့ထိုင်းရနေတော့မဲဆောက်ချောင်းလေးကွာမျိုးဘက်ဆိုရင်ကရောင်းကြိုက်ပြီးတောင်မှရေလွတ်တဲ့နေရာလေးကိုကူးလာပြီးဓာတ်ပုံရိုက်အပြင်ရဲဘော်တွေနဲ့မြေပြင်မှာလို့လို့ဟိုကောင်းကင်မှာလို့လို့ဓာတ်ပုံရိုက်ပြီးတော့အလှူခံတဲ့ကိစ္စကများနေပြီလေအဲ့တော့ဟိုစစ်ပွဲဆိုတာကကြမ်းတဲ့နေရာရှိတယ်လို့ချောတဲ့နေရာရှိတယ်ချောင်းတဲ့နေရာရှိတယ်နော်အဲ့တော့နေရာတစ်ခါတိုင်းမှာလူတွေကဘာတွေကိုလုပ်နေပါလဲဆိုရအောင်မင်းအောင်လိုင်က မပြောဘဲလဲသိတယ်အဲ့လိုသိတဲ့အတွက်ကို ။တချို့နေရာမှာကြိုပြင်ထားရတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးမဆိတ်ပေးခြင်းလဲ။ KNU ကလည်းကျင်ညာတယ်။အဖွဲ့6ဖွဲ့ပေါ့ဗျာ။ NC ကိစ္စမှာရောဒီရွေးကောက်ပွဲကိစ္စမှာကျင်ညာတယ်။ရွေးကောက်ပွဲမှာအကြမ်းမဖက်တဲ့နီးနဲ့လှောက်ရှားမယ်ဆိုတဲ့ဟာကြတော့ဒီဝိုင်းလောင်တို့လိုဝိုင်းပြောင်တို့လိုနဲ့တော်လန်ရေးကိုတော်လန်ရေးနဲ့တူအောင်မလုပ်ဘူးဆိုတော့ပြောတယ်။ KNU မှာကတိုက်ခိုက်ရေးအဖွဲ့က KNU လေးသူ့မှာလည်းသူ့ရဲ့စစ်ရေးဝန်ကြီးရှိတယ်။ဟုတ်လား။ဒါ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 သူ့ခံလည်းသူအလုပ်လုပ်ပါလား။အဲ့တော့ပြောချင်တယ် ပြည်တွင်းထဲမှာနေတဲ့လူတွေတနက်ထောက်ပြီးတော့ရက်ွက်အုပ်ချုပ်ပြီးမှရဲတွေခေါ်လာပြီးတော့မဲထဲရမယ်လို့ပြောလို့တွက်ထဲနေချင်းဒါအကျန်းဖတ်မဲသွားမထဲဘူးမင်းတို့မြို့ပေါ်လဲငါတို့အဲ့ရက်ကနေအဲ့ရက်ကိုမလာဘူးငါတို့ကကြိုပြီးတော့ဈေးခါစုဆောင်ပြီးတော့ငါတို့ဒီရက်နဲ့ဒီရက်ကိုစားပြီးတော့နေမယ်ဆိုရင်ဒါကကျွန်တော်တို့ကအကျန်းမဖတ်တဲ့နီးနဲ့အာနာရှင်တော်လာတာဒီလိုပဲကျွန်တော်တို့အကျန်းမဖတ်တဲ့နီးနဲ့တော်လာတဲ့နေရာမှာကျွန်တော်တို့ကဒီလမ်းနဲ့ဒီလမ်းကိုမသွားပါနဲ့လို့တားမြင်လိုက်တယ်ပါဇက်ကနှုတ်မိတယ်မတားမြင်လိုက်တယ်တနက်လည်းမပြဘူးဒါလည်းမပြမသွားနဲ့မသွားဘူးလေ မသွားရင်ဘာဖြစ်လဲဘာမှမဖြစ်ဘူးသွားရင်ဘာဖြစ်လဲပြဿနာတက်မှာပေါ့အဲ့တော့ဟိုပြောတဲ့စကားလေးတွေလည်းတရားနာတော့မှာရန်သူဘက်ကနေပြီးတော့ဒီလာကုန်ပြီးရိုက်စားပြီးတော့ပျော်ပွဲရွှင်ပွဲတွေအလူလူလမ်းလျှောက်ပွဲတွေအခုအလုံသမားအစီယုံကနေစားပြီးတော့အခြေခံအလုံသမားပေါ်များတဲ့မြန်မာနိုင်ငံမှာအခုအဲဟိုတော်မျိုးမျိုးတို့လည်းလွှတ်ပေးလိုက်ပြီတနည်းအောင်လည်းလွှတ်ပေးလိုက်ပြီနော်ကျွန်တော်တို့အမှုတွေသူကတော့ထပ်ဖန်းခံရတဲ့ကိုခင်ကျော်တို့နဲ့ကျွန်တော်တို့ကတော့အပြေးကောင်းလို့တော်တဲ့ထက်ရောက်လာတယ်အဲ့တော့ပြောချင်တာပါလဲဆိုတော့ရန်သူကကစားမယ်ရန်သူကသူ့အကွက်ထဲဝင်အောင်ကစားမယ်နောက်ဆုံးတော့နိုင်ငံရေးသမားတွေသူ့ဘက်ကိုမပါရင်အခုကနေစားပြီးတော့ ဟိုအစိုးတော်တွေရုပ်ရှင်မင်းသမီးမင်းသားတွေဗမာအပေါ်ကရိုက်တဲ့ကောင်တွေပါလာပြီပါလာပြီဒါကဘာလို့ဖြစ်စေချင်လဲဆိုတော့ဆက်အနာရှင်စနစ်ကိုအသက်ဆိုးရှင်စေတာဟုတ်ပြီလားအဲ့တော့မင်းအောင်လိုင်းသားသမီးတွေဒီရုပ်ရှင်အစည်းအရုံးနဲ့ရုပ်ရှင်ရဲ့အမှုပညာရဝင်းအခုလုံးကို80ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီးသွားပြီမင်းအောင်လိုင်းသားသမီးတွေကသူ့ပုံမှန်လည်းအမှုပညာရှင်တွေအများကြီးပဲလူမင်းတို့ထောင်ကြတယ်အင်စာကျော်တွေတို့ထောင်ကြတယ်ဟုတ်လားတပုံးကြီးမှာစိုးတော်ပူပိုးတို့တင်စာဝန်ကျော်တို့တပုံးကြီးထောင်ကြတယ်ဘာကြောင့်ထောင်ကြတယ်လဲ သူတို့နဲ့တဲ့တဲ့ကောင်ဆိုရင်သူတို့ကဘာမှမလုပ်ဘူးသူတို့ရဲ့မျက်လုံးထဲမှာစပွန်မွေးစုပြီးဆိုကြောက်အောင်ချက်ပါမယ်အဲ့ဒီပုံမှာမိရသားကြောက်တဲ့လူတွေကတော့ပူပေါင်းခြင်းနဲ့ပူပေါင်းမယ်ပါဝင်ခြင်းနဲ့ပါဝင်မယ်ပတ်သက်ခြင်းနဲ့ပတ်သက်မယ်အဲ့တော့အဲ့ဒီလူတွေကအပြစ်မဟုတ်ဘူးဘယ်ဟာကအပြစ်လဲဆိုတော့ကျွန်တော်တို့ကကိုမသိတဲ့ကိစ္စကိုတွားယုံမိလို့ရှိရင်ကျွန်တော်တို့အပြစ်ကြီးတယ်ကိုသိနေတဲ့ကိစ္စတခုကိုသိနေရဲ့တားနဲ့ထားရင်ဘာမှမဖြစ်ဘူးဟုတ်ပြီဒီကောင်ကဒီကောင်နဲ့ပေါင်းတယ်ပေါင်းစီ ဒီလူဒီလူနဲ့ပေါင်းတယ်ပေါင်းမစီကျွန်တော်တို့ရဲ့ငါတို့ကအချိန်တိုင်းသိမယ်လို့မင်းတို့ရဲ့အချိန်နိုင်ငံတကာပါလီမန်များအဖွဲ့ညီလာခံမှာဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေဆွစ်ဇာလန်နိုင်ငံဂျီနီဗာမြို့မှာကျင်းပနေတဲ့157ချိန်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ညီလာခံမှာဒေါက်တာဝင်းမြတ်အေးနဲ့ဒေါ်စင်မအောင်တို့ဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တက်ရောက်နေတယ်လို့ပြည်အောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဒီနေ့ထုတ်ပြန်လာပါတယ် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအာနာတိန်စစ်အုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲနဲ့ရလတ်အပေါ်ကန့်ကွက်ပေးဖို့နဲ့အတိမတ်မပြုရေးမတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့နိုင်ငံတော်အကြီးအကဲတွေရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးကျူးသားတွေလွတ်မြောက်ရေး2020အထွေထွေရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ CRBH ကိုကမ္ဘာလွှတ်တော်အတိုင်းဝိုင်းကဆက်လက်အတိမတ်ပြုရေးအချက်တွေကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဖော်ပြပါရတယ်။ လက်ရှိပဋိပက္ခဖြည့်ရှင်ရေးနဲ့ရေရှည်တည်တတ်တဲ့အဖြေရှာခြင်းမှာတော်လန်ရေးအင်အားစုတွေရဲ့ဆောင်ရွက်သွားမဲ့လုပ်ငန်းစဉ်တွေအပေါ်ထိရောက်သောပံ့ပိုးကူညီမှုတွေရရှိရေးကိုလည်းအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။မြန်မာလွတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာအောက်တိုဘာ16ရက်မှာ အာရှပစိဖိတ်အုပ်စုနဲ့အမျိုးသမီးလွတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကိုတက်ရောက်ခဲ့တယ်လို့ အောက်တိုဘာ20ရက်မှာလဲအမှုဆောင်ကောင်စီစီဝေးညီလာခံအစည်းအဝေးနဲ့ညီလာခံရဲ့ဇန်နဝါရီတပည့်အစည်းအဝေးတို့ကိုတက်ရောက်ခဲ့တယ်လို့ CRPH ကထုတ်ပြန်ပါတယ်။ဒါအပြင်မလေးရှားထိုင်းအီတလီကနေဒါနယူးဇီလန်ဩစတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်းတရားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုတွေအတွင်းအကြမ်းဖက်စစ်တပ်ကဆက်လက်ကျူးလွန်လုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေအဲ့ဒီလောက်ရက်တွေကြောင့်နေရဆွန့်ခွာနေပြီးဒုက္ခတွေနဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းရှိစစ်ပေးရှောင်ပြည်သူတွေနဲ့အခြားနိုင်ငံများရှိရွှေပြောဒီဘက်ကတစ်ဖက်ကရန်သူကပါပြောနေတယ်မင်းတို့အချိန်ကဘယ်တော့လဲအားဘယ်ချိန်လဲအာဒီမာတော်ဦးစားဖြစ်နေပြီကျွန်တော်တို့နိုင်ငံမှာယနေ့ဖြစ်နေတဲ့ကာလကပထဝီနိုင်ငံရေးတွေရောနော်မိဘမဟာမိတ်နိုင်ငံရေးတွေရောအများကြီးပါနေတယ်တော်လိုင်းရေးနဲ့နိုင်ငံရေးကတွဲသွားရမယ့်ဟာကိုနိုင်ငံရေးကအရှိရောက်ဆွဲခေါ်သွားတဲ့ NUGCRP ကြောင့်တော်လိုင်းရေး၃နှစ်လောက်နောက်ကျသွားတယ်။ဒီနေ့ကလာတူညီတဲ့လူတွေစုဖွဲ့ပြီးတော့ကျွန်တော်တို့က အဆုံးသတ်အဲ့တော့ရန်သူဘက်ကကြာဆုံးတယ်ထိခိုက်တယ်များလာပြီသူ့ဘက်ကနေပြီးတော့တန်တမန်နီးလန်းရထောက်ခံမှုလူလူထောက်ခံမှုတန်တမန်နီးလန်းရထောက်ခံမှုမရှိတော့ဘူးဆိုနိုင်ငံရေးနီးလန်းရဖြည့်ရှင်းတဲ့အခါကျရင်နိုင်ငံရေးသမားတွေမှာတာဝန်ရှိတယ်လို့ပြီးခဲ့တဲ့ line မှာကျွန်တော်ပြောခဲ့ပြီးပြီနော်အဲ့တော့ပြောချင်တယ်တိုင်းရင်းသားတွေသူ့လို့သူ့လုံနေတယ်လို့ကျွန်တော်အမြဲတမ်းပြောတယ်အဲ့မှာသူတို့အလှူခံရဖို့အတွက်ကရင်ပြည်နယ်ကကျွန်တော်တို့ကရင်ပြည်နယ်ကအဲ့တရောင်းစားဖက်ခွက်စားတွေရဲ့အောင်ပြည်ဖြစ်နေတယ် အဲ့တရောင်းစားဖက်ခွက်စားတွေအောင်မြင်မှာအလူခံဘန်းပြဟာမဲဆောက်ကနေပြီးတော့ဒီဘက်ကနေကိုကူးလာခဲ့လိုက်တမ6ခွန်းလေးဝင်လိုက်ဓာတ်ပုံလေးရိုက်လိုက်ပြီးပြန်သွားလိုက်အလူခံလိုက်ရတာက100ရရင်အောက်30လောက်ပဲရောက်တယ်အဲ့တော့စဉ်းစားကြည့်ပေါ့ဗျာအဲ့တော့တရင်ပြည်နယ်မှာတိုက်ပွဲတွေမှာအကြဆုံးနေရှိတာတို့စုပ်ပြရတဲ့အချိန်တွေလည်းရှိရောရှိရောသူတို့တွေမြောက်ပွဲပြလို့မရတဲ့အချိန်လည်းကြာပါခရင်ကိုဆဲတယ်ကျွန်တော်ပြောတာမှားတာလည်းပါရင်ပါမယ်မှန်တာလည်းပါရင်ပါမယ်ခင်ဗျားတို့ကိုကိုကိုပြန်စင်းသားခင်ဗျားတို့တထောင်းစားမဆန်တဲ့ဒေါ်လာကြီးပုံပါနောက်တစ်ချက်ကျွန်တော်ပြောချင်တယ် တိုင်းရင်းသားတွေသူ့လို့သူ့နှုတ်တဲ့နေရာမှာအားနဲ့ချက်အားသာချက်ဆိုတာရှိတယ်။ဘယ်သူကမှတော့ဒီချိန်မှာတမိုင်းတရကံဖြစ်ခံပြီးတော့ရန်သူနဲ့ဘယ်သူမှမပေါဘူး။အဲ့တော့စိတ်ချ။ရန်သူနဲ့ပေါင်းရမယ့်အခြေအနေမျိုးကိုဖန်ပြီးမှနိုင်ငံရေးသမားတွေ။အဲ့တော့မြန်မာနိုင်ငံမှာဘယ်ကောင်ကနိုင်ငံရေးသမားဖြစ်ပြီးတော့ဘယ်ကောင်ကတက်ကြွလှုပ်ရှားသူဘယ်ကောင်ကဒီဇိုင်းမမတ်ဒီနိုင်ငံမှာနိုင်ငံရေးကိုနားလဲတက်ကြွပြီးအနစ်နာခံပြီးတော့ဟာလာဘယ်ခေတ်ဘယ်ကာလကျွန်တော်တို့ဆို NLD လက်ထက်မှာတည်းကထောက်၃ချိန်လောက်ကြားတယ်။ဝရန်ပြေးနှစ်ချိန်ဖြစ်တယ်။ NLD အစိုးရလက်ထက်မှာနော်။ဒါကကျွန်တော်တို့က NLD အစိုးရကိုမကြိုက်တော့မဟုတ်ဘူး။ စစ်အုပ်စုရဲ့ရေးဆွဲခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကိုစုပ်ကိုင်ပြီးတော့ပြည်သူပေါ်မှာမတရားလုပ်ထားတဲ့ဥပဒေကြီးကိုမကြိုက်လို့ကျွန်တော်တို့ကအဲ့ဥပဒေကိုဆန့်ကျင်တာ။ဒါနဲ့ဒီအစိုးရကိုဆန့်ကျင်တာမဟုတ်ဘူး။ကျွန်တော်တို့နိုင်ငံမှာကပြဿနာတစ်ခုကဘာလဲဆိုတော့ကိုယ်ချစ်တယ်ကြိုက်တယ်သိသက်တယ်အားပေးတဲ့ယုံကြည်တဲ့လူကိုပါဇက်နဲ့တော့လကောင်းကိုမူရနှုတ်မူရနဲ့ပေါ့ဗျာ။တစ်ခုခုနဲ့ကျူးလွန်လိုက်ရင်အဲ့လူကအပြစ်ကြီးပါလား။ သူတို့မှာကစဉ်းစားအဆင်ကျင်တဲ့အတရားနဲနေတာကျွန်တော်တို့ပြည်သူလူထုတွေတော်တော်များများကနိုင်ငံရေးမှနားမလဲတဲ့ခါကျတော့နိုင်ငံရေးသမားတွေနဲ့အဲ့ဒီနိုင်ငံရေးပေါ်မှာမှီကိုပြီးတော့လှုပ်ရှားနေတဲ့လူတွေရဲ့မြောက်ပင်ပြောဆိုမှုတွေနောက်မှာကျွန်တော်တို့ပြည်သူတွေကပါသွားတာအခုဒီ27ရာစုတော်လှန်ရေးဖြစ်လာတဲ့အချိန်မှာပြည်သူတွေနိုင်ငံရေးသမားတွေရဲ့အဖြူမဲကိုသိလာလို့ဘယ်အဖွဲ့အစည်းဘယ်သူကကောင်းလဲဆိုးလဲဆိုတာမြင်လာကြတယ်ဒါက27ရာစုရဲ့အကျိုးမြတ်ပေါ့ကျွန်တော်တို့ပြည်သူလူထုတွေသိတာမှာကကျွန်တော်တို့ဒီလိုက်ထဲမှာကြီးနေတဲ့လူတွေမှာ ကျွန်တော်တို့ကိုချစ်တဲ့လူလည်းပါတယ်အဲကျွန်တော်တို့မုန်းတဲ့လူလည်းပါရင်ပါမယ်ကျွန်တော်တို့ကချစ်ချင်းမုန်းချင်းကိုအဓိကမထားဘူးအဓိကကကိုယ့်ရဲ့မှားတာမှန်တာကိုပြည်သူပေါ်မှာအစိတ်မခတ်ဖို့အမှန်တန်ရေးကြည့်တာပြည်သူပေါ်မှာအစိတ်မခတ်မိဖို့ပြည်သူလူထုကိုအစိတ်မခတ်မိဖို့စကားနဲ့တော့လကောင်းတရင်ရတော့လကောင်းကိုသိရတဲ့အကြောင်းအရာကိုကိုပြောရင်ပြဿနာမရှိဘူးတချို့ကိစ္စတွေမှာကျွန်တော်တို့ကပုံပုံလင်းလင်းပြောလို့ရတယ်ရှိတယ်လို့တချို့ကိစ္စတွေမှာကကျွန်တော်တို့ကပုံပုံလင်းလင်းပြောလို့မရတဲ့အခြေအနေမျိုးရှိတယ် ဲ့တော့အခုပေါ့နော်မျက်စိမှသတင်းဌာနနဲ့ကြေညာလိုက်တယ်ပါအဖူဘောကိုယ်တိုင်တက်ပြီးတော့ဒါမိကုန်းပြောတယ်မာဝီယိုကိုယ်တိုင်တက်ပြီးတော့မိကုန်းပြောတယ်ကျွန်တော်တို့ကဒေသတွင်းဒေသတွင်းမှာအဖွဲ့အစည်းတွေများတယ်တော်လိုင်းအင်အားစုတွေသူ့စုနဲ့သူသူ့စုနဲ့စုရှိနေတဲ့ဟာတွေကိုအမိတ်အခုဒီအောက်ကသွားဖို့ကိုကျွန်တော်တို့ဆွေးနွေးခဲ့တယ်2023 2023 2029ဒုတိယလိုင်းမတိုင်ခင်မှာညိုသိမ့်တိုက်ပွဲကိုတကယ်လို့ဖို့အစီအစဉ်ရှိတယ်ဟဲ့ယောစစ်ပွဲကမလိမ်ဘူးညာဒီနေ့တိုက်ဒီနေ့ပြီးတယ်စစ်ပွဲကိုဒီနေ့တိုက်ဒီနေ့ပြီးတယ် ဒါလို့ဆိုပြည်သူတွေသဘောပေါက်မယ်လို့ထင်တယ်ကျွန်တော်တို့မလဲဘူးနော်စစ်ပွဲကဒီနေ့တိုက်ဒီနေ့ပြီးတယ်ဒါပေမဲ့နိုင်ငံရေးသမားတွေနဲ့ဆွေးနွေးတဲ့အခါမှာတော်လန်ရေးဘော်ကိုလဝကြီးအုပ်ချုပ်နေတဲ့နိုင်ငံရေးသမားတွေကဘာပြောလဲဆိုမျိုးသိန်းတိုက်ပွဲကြရင် EU EAO တွေကဥဆောင်မယ်ဆိုတဲ့ဟာကိုလက်မခံတဲ့ပြဿနာနဲ့အဲကျွန်တော်တို့မျိုးသိန်းတိုက်ပွဲ2023မှာဖျက်သိမ်းလိုက်ရတယ်ဒါကျွန်တော်တခုပြောပြပြီနော်အခုတခုပြောပြပြီနော်ဟမ်မျိုးသိန်းတိုက်ပွဲတွေကတကယ်လို့ဖို့အစီအစဉ်ရှိတယ် ဤဦးဤအောင်တွေကပြောတယ်သူတို့ရဲ့ကွန်ပျူတာအောက်ကနေပြီးတော့တွားရမယ်မြူသိမ်းတိုက်ပွဲတွေမှာသူတို့ရဲ့အမိတ်စီစဉ်မှုအောက်ကတွားရမယ်ဆိုတဲ့အချိန်မှာနဂိုလေးကနေရယူအာနာယူတွေနဲ့ကောင်းတွေကပြောလဲဆိုတော့လက်မခံချင်ဘူးအဲ့တော့တစ်ဖက်သားလက်မခံချင်တဲ့ကိစ္စကိုကျွန်တော်တို့ကဇွတ်လို့လို့တော့မရဘူးဗျတချို့နေရာတွေမှာကအခင်ဗျားတို့ဒီပဲတိုက်ပါဆိုတာတိုက်လို့ရတယ်စစ်ပွဲကဒီနေ့တိုက်ဒီနေ့ပြီးတယ်ဒါပေမဲ့အမိတ်နာခံမှုအမိတ်စီစဉ်မှုဒီလောက်ထိ ဟိုပွင့်လင်းမြင်တာလည်းအင်တာနက်ခေတ်ကြီးမှာတော့မှတယောက်နဲ့တယောက်နဲ့တက်ဖြတ်လှုပ်ကြံပြည်သူလူထုကိုညှင်းဆဲမိုက်ရိုင်းဆုပ်ပဲနေတဲ့လူတွေများများရှိနေတဲ့အချိန်မှာတော့မှကျွန်တော်တို့ကခက်လောက်ထိဖြစ်နေတဲ့အချိန်မှာဒီအမိတ်စည်းစိမ်မှုတော့မှဈေးစစ်ခံနေရတဲ့ဟာကိုကျွန်တော်တို့ကအမိုက်ခံပြီးတက်လို့ရင်ကျွန်တော်တို့ကတမိုင်းတရခံနေဖြစ်ပုံမှာပေါ့မင်းလာကငါ့ကိုဆန္ဒပြတော့ကမင်းလက်ညှိုးညှုံပြတာလည်းကောင်းမင်းလာကဆန္ဒပြပွဲတော့အလှခံတော့မင်းမထဲတဲ့ကောင်ဆိုတော့အဲ့ဒီဘာမှမဟုတ်တဲ့ပြဿနာလေးကနေပြီးတော့ကဘာကြီးကစောက်ကြည့်နေတဲ့အချိန်မှာကျွန်တော်တို့ရဲ့တရားညှတာကိုလုပ်တဲ့တော်လိုင်းကြီးကဘာဖြစ်သွားမလဲဆိုတော့ အကျန်းဖတ်တဲ့ပုံစံမျိုးတွေဖြစ်သွားရင်ဘယ်လိုလုပ်လဲဟမ်မှတ်မိပါပါ2023 24ကျွန်တော်တို့ထောင်ထဲရှိနေတဲ့အချိန်ပေါ့2020နှစ်ပတ်ချလေတော့ကအလူကန်ရရှိဖို့အတွက်ကိုရက်ွက်အုပ်ချုပ်ရေးမှုတွေကိုဖမ်းပြီးတော့တက်ပြတယ်ဒလန်ဆိုပြီးဆွဆွဲပြီးတော့တက်ပြတယ်အဲ့ဒီဗီဒီယိုဖိုင်တွေကကဘာပုံမှာကျွန်တော်တို့ရဲ့တော်လိုင်းကြီးကပုံရိပ်ကျဆင်းခဲ့တယ်လေစီရေးတဲ့ရင်ကိုဒါတရင်ကလက်ဝဲကမှတရင်မသိလုံမွေးရမှတရင်မသိမယ်နဲ့လုံနေကြတဲ့ကိစ္စပေါ့တင်းပြင်းရဲ့စီရေးတုံးတက်ပြီးတုံးတက်ပြီးရမလားတဲ့တုံးတက်ကြည့်ပါဦးလို့ဆရာကြီးဆိုရင် ်ပြင်ပြင်းနဲ့စီရင်မပြောနဲ့ပြင်ပြင်းတွေကသွားနေတဲ့စီရေးတော်လိုင်းကိုကျွန်တော်တို့မှ50ရာခိုင်နှုန်းတော့အချို့အားတွေမသိသေးဘူး။ဘာလို့လဲဆိုတော့သိတင်သိကြတဲ့ဟာတွေသိရတယ်မသိသင်မသိကြတယ်မသိရအောင်နော်။ဟိုခမားကဒီလေလိုင်းပေါ်ကနေပြင်ပြင်းနဲ့စီရေးကိုတုံးတက်မယ်ဆိုရင်ခမားမူလူးစေးပေါ်နဲ့တူလိုက်သွားလိုက်။ဟုတ်ပြီလား။နော်မူလူးစေးပေါ်နဲ့တူလိုက်သွားလိုက်။အဲ့တော့နေရာတိုင်းမှာအတိမတ်ပြုမှုဆိုတာရှိတယ်။နော်။နေရာတိုင်းမှာအတိမတ်ပြုမှုဆိုတာရှိတယ်။ตุ้มอ่ะตุ้มหมู่อ่ะตุ้มซีเมนซีกันนี่ใช่ป่าวจ่อโลไม่เอาป่าวจ่อโลไม่เอาเออตะคาตะเลจ่ายเอง ကျွန်တော်ဗီဒီယိုဖိုင်ရှိတယ်တင်ပေးခြင်းတယ်ကရင်လူကြီးတွေဘယ်လောက်ထိဒေါ်လာထွက်ကြလဲဆိုတာသူတို့နေရာမှာခမည်းတော်ကဆိုရင်လေဟာဖေတော်မောင်တော်လိုင်းပေါ်မှာထအောင်မှာနာမည်ကြီးအောင်လို့ဗီဒီယိုဖိုင်ကြောင်းမှာအများကြီးပဲဗီဒီယိုဖိုင်အများကြီးပဲပြောကြတာဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာကအန်ယူကြီးကဘာလဲဖြစ်လဲဆိုတော့ဟိုဘာလဲဆိုတော့တဲတဲ့ကြပါလဲမုတ်စီကြော်လို့ပဲစားရမှာကြတော့လဲတဲတဲ့ချက်ချက်လွတ်ပြရမှာကြတော့လဲဟိုဒါစီတဝန်းလဲဆိုတော့နှမျောစရာကြီးဖြစ်လာအဲ့ဒီပုံမှာဒီကောင်လေးကသားရပါလား เนาะตายออกไปကျွန်တော်ဘာမှမตายရသွားတာအဲ့တော့တော်လန်ကြီးကဘယ်ချိန်ကြီးသွားမလဲဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပြောခြင်းတယ်တော်လန်ကြီးက20လာလိုက်မယ်20 20 20လာလိုက်မယ်ကျွန်တော်တို့ကစစ်ပွဲတင်တိုက်ကြတာမဟုတ်ဘူးစီရေးတိုက်ပွဲတော့တိုက်ရတာအဲ့ဒီချစ်ကပါဆိုတဲ့ကောင်အာယုံတော့နည်းနည်းလောက်နော်။ကျွန်မကျွန်တော်ကပုံကတူးချင်းစီရဲ့ အဲကိစ္စကိုမဝေးပါဘူးအစုလိုက်ဖွဲ့လိုက်ရဲ့တက်ဖနာကိုဝေးပါနဲ့မြင်အောင်ပြတယ်ခရင်ပြည်နယ်မှာကသူပြဿနာရဲ့သူသူအစုနဲ့သူဒါပေမဲ့ခမားအခုလက်ရှိနွေဦးတော်နိုင်လို့ပြောတဲ့အညာဒေတာလောက်ဘိုးတထောင်ဖရားတွေမြင်ရအောင်ဒီမှာဖရားတွေတော့ရှိတော့ရှိတယ်နဲတယ်ဒါပေမဲ့တကူကြီးဖရားတွေလည်းရှိတယ်လို့ဆွမ်းတော့ဆိုအစွမ်းကြီးရဲ့ဟိုတိတ်ထိပ်ပြီးတဲ့ဖရားတွေလည်းရှိတယ်ဒီမှာကျတော့ဖရားနှစ်မျိုးနော်ဆူတောင်းပြတာလည်းရှိတယ်လို့ဆူတောင်းမပြတာလည်းရှိတယ်နော်အဲ့တော့ဆူတောင်းပြခြင်းလည်းဆိုရင်တော့ညှို့ပြမယ်နော်မက်ဆန်ဂျာလာမေးအဲ့တော့ပြောချင်တာကခုပါလဲဆိုတော့ နော်စောချစ်သူကလေးတန်းမအောင်ဘူးဒါပေမဲ့ခင်ဗျားတို့လက်ရှိရှိနေတဲ့တိတ်ထင်ကြီးလေးစားတဲ့ UNGC RB MOD မှာရှိတဲ့ကောင်တွေထက်10သားလောက်လဲတယ်အဲ့တော့ခေါင်းလေးကိုထဲတာနော်10သားလောက်လဲတယ်ခင်ဗျားတို့ပြောတဲ့ဝေဖန်နေတဲ့စောချစ်သူရဲ့အနောက်မှာစောချစ်သူနဲ့ပေါင်းစားတဲ့ MOD ကောင်တွေအောင်ရှိတယ်လွတ်တော်မှတ်ဒီနာမည်တွေမပြောကျင်သေးလို့ share တွေပဲထည့်ရတယ်ချို့သူတွေအဲ့လိုသဘောပေါက်လားမသိဘူးကျွန်တော်တိတ်မပြောကျင်သူများတကားကိုလက်ညှိုးထိုးတော့မယ်ဆိုရင်အဲ့ဒီလက်ညှိုးထိုးခြင်းနဲ့အကြောင်းတရားကိုတခြားစဉ်းစားရမယ်ပြီးရင်အဲ့လက်ညှိုးထိုးဖို့အတွက်ကိုသူကဘာကြောက်ဒီလိုဖြစ်တာလဲ တခြားပြန်လေးလာခင်ဗျားတို့ BGR တွေအရန်ကောင်းခဲ့တာခင်ဗျားတို့ UNG MOD တော်တော်ကောင်းခဲ့တဲ့ချုပ်ချုပ်ကိစ္စတွေတချို့ BGR တွေဆိုရင်လက်နဲ့တောင်မှတန်လင်တရားဖြတ်လို့မရတဲ့အချိန်မှာ BGR တစိမ့်နဲ့တဲခဲ့ပြီးဦးတယ်ခင်ဗျားတို့ဒီ MOD မှာရှိနေတဲ့အဲ CRPA ပေါ့ဗျာ CRPA MOD မှာရှိနေတဲ့ကောင်းလေးရဲ့တစ္ဆာဖောက်မှုကြောင့်ပဲ BGR ကရန်သူရဲ့ကြိုးချီကားတဲ့အခါနှစ်ခါတော့ရှိတယ်ဒါကျွန်တော်အရေးမှုပြောပြရအောင်နော် BGR ကိုလည်းလက်ခံတည်ပေးတာဟို2021 2022ထိပေါ့ဗျာ2022ထိပေါ့2022 6လပိုင်းတော့ထိကျွန်တော်တို့ထောင်ထဲမှာအဲ့ချိန်ကနော် ဲ့တော့ပြောချင်တာဗာလဲဆိုတော့မင်းတို့ကဒီသတင်းကိုဘယ်လိုလုပ်သိကြလဲဆိုဒါတွေတော့မမေးလို့မရအောင်ပြောလို့လည်းမရအောင်နော်ပြောလို့လည်းမရအောင်အဲ့တော့ပြောချင်တာဗာလဲဆိုတော့ပါဝင်ခဲ့ပါဝင်ထိုက်ပါဝင်ခဲ့တဲ့အချိန်ကသူကထိထိရောက်ပါဝင်ခဲ့ပြီးဘူးတယ်နိုင်ငံရေးမယိုးသားတယ်လို့လို့တော်လန်ရေးခေါင်းပုံဖြတ်ချင်တယ်လို့ကောင်းနေကြောက်ခင်ဗျားတို့ဘုံမှာမယုံကြည်တော့တာအဲ့ခင်ဗျားတို့မေးနေတဲ့ဆော့ချစ်သူအကြောင်းမေးနေတဲ့ကောင်တွေ၊ကရင်တွေအကြောင်းမေးနေတဲ့ကောင်တွေကိုပြန်ပြောနေတာကကရင်တွေကသူ့လို့သူလုပ်နေတယ်။ကရင်မမဟုတ်ရှမ်းအခု USS ကိုကြော်ညာပလိုက်တယ် နောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကလုပ်တဲ့ကိစ္စကြီးကိုလက်မခံဘူးတဲ့ SCA ကဟိုအောင်မင်းကပြောတယ်ပေါ့ကြာအောင်မင်းကပြောလဲဆိုတော့ဒီကောင်ကငိုတဲ့ဟိုကဒါဘယ်လိုပြောမလဲဟိုတတိမမှန်တဲ့ကောင်တွေနဲ့စုဖွဲ့ထားတာပေါ့စုဖွဲ့ထားတဲ့ခါကျတော့သူ NCA ဒီရဲ့နောက်နောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွား NCA ကတိုင်းရင်းသားတွေရဲ့အလို့ကျဖွဲ့တာဟုတ်တာပေါ့မှန်တာပေါ့ NCA က2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသွားတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လို့မရအောင်မှန်တယ်ဒါဆိုရှင်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရာက မဲပြီးရွေးချယ်ခဲ့တဲ့အစိုးရကိုအာဏာသိမ်းတယ်ငင်းချမ်းစွာနှစ်ဖက်လုံးမဖြစ်ရှင်းတဲ့ပြဿနာမှာထိုက်ခိုက်လာတော့တိုင်းသားတွေရှိထိခိုက်လာတာအဲ့တော့ခမားတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေခမားတို့ကိုယ်တိုင်ခွင့်ပြုထားတဲ့ရွေးကောက်ပွဲမှာရှင်ပြိုင်နေတဲ့ဟာကိုမတော်မတရားအာဏာလုပ်ရဗျာဒါဆိုရင်ကျွန်တော်တို့တိုင်းရင်းသားတွေကဘယ်လိုယုံကြည်ရမလဲ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုကာယူပြောနေတယ်ဆိုတော့အဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုခင်ဗျားတို့က10နှစ်အတွင်း15နှစ်အတွင်းမှာပြင်ဆင်ရေးဆွဲပါမယ်လို့ဂရီကိုတွေပေးခဲ့ပြီးတော့လူမှုအစိုးရတက်လာတဲ့အချိန်မှာအစိုးရတက်တန်းလေးတခု9နှစ်ပဲရှိသေးတယ်ခင်ဗျားတို့အားနာကောက်တယ်ခဲ့တစ်ဖက်ကလည်းမဖြေရှင်းဘူးတစ်ဖက်ကလည်းပြက်ပြက်သားသားဟိုဘယ်လိုပြောလဲငကူတဲ့ဟိုရွေချက်ရှိရှိဒီလိုမျိုးလှုပ်ချင်တဲ့ခါကျတော့အားနာတိန်တယ်ဟုတ်ပြီနော်ဒီအပေါ်မှာခင်ဗျားတို့ကဒီ NCA ကိစ္စမှာတိုင်းရင်းသားတွေအကုန်လုံးမလာလို့ဆိုတော့တိုင်းရင်းသားတွေကလာကြအကြောင်းရှိတယ် ဆိုတော့ခင်ဗျားတို့ကိုယ်တိုင်ကိုယ်ကစေအုပ်စုကိုယ်တိုင်ကမယိုးသားတာလေအဲ့တော့တခုပြောချင်တယ်ဟိုဟိုမူတူးစေဘောတက်တိုင်း NCA မှာကရင်တွေပါတာမဟုတ်ဘူးဆိုတော့ပြောသလိုဒီ KB မှာစောစောင်းအောင်လို့ပါလို့ပေါ့တခြားသောလူတွေတက်တယ်ကရင်ကိုစားပြုတာမဟုတ်ဘူးကျွန်တော်တို့ဒီ KNU ကိုစားပြုပြီးတော့သွားပါတယ်လို့ဘယ်ကောင်ကမှပါစက်ကအင်တာဗျူးခဲ့တာမရှိဘူးဟုတ်ပြီနော်အဲ့တော့ပြောချင်တယ်တခုခင်ဗျားတို့တွေဆဲတယ်ကရင်တွေကိုခင်ဗျားတို့တွေပြောတယ်ရှားပါတယ်ပြောပါမသိလို့ပြောတာပဲမသိလို့ပြောတာ UNG နဲ့ MOD ကို လမ်းမှန်ပေါ်ရောက်အောင်လုပ်ပေးတာကရင်လေးတာခင်ဗျားတို့ပြန်မေးကြည့်ခင်ဗျားတို့အမေ့လေးနေဦးအဲ့ဒီတရောင်းသားတွေစောက်တုံးမကြလို့အခု MOD အောက်မှာရှိနေတဲ့ PDF တွေဒုက္ခရောက်နေတာရားတလောက်ဆွဲဆန့်တယ်ရားတလောက်ကူညီတယ်ရားတလောက်ပံ့ပိုးတယ်တယောက်နဲ့တယောက်နဲ့ဖြစ်ပြက်နေတဲ့ပြဿနာတွေကိုအေးအေးဆွေးဆွေးဖြစ်အောင်လို့ကူညီဖြည့်ရှင်းပေးတယ်ဒီကြားထဲမှာတခါတခါထားပေါက်လာလို့ရှင်းရတဲ့ပြဿနာရှိတယ် KNU မှာမဟုတ်ဘူး KNL လေးမှာရော KNU မှာရောတက်မှအလိုက်စီပါသူ့တရင်တက်ဖွဲ့အလိုက်စီမှာလုံပိုင်ခွင့်အာဏာဆိုတာရှိပြီလားလုံပိုင်ခွင့်အာဏာဆိုတာဘ ਹੁ တခုတည်းချုပ်ကန်လာလို့ရတာမဟုတ်ဘူး နော်ကရင်ပြည်နယ်မှာနေနေစဉ်ရက်ဆက်ကရင်တပ်မှခုနှစ်ခုလုံးမှတိုက်ပွဲထိတွေ့မှုတိုက်ပွဲရင်ဆိုင်တိုက်ပွဲတိုက်ပွဲပေါင်းတနေ့ကိုပွဲ40လောက်ဖြစ်တယ်နော်အဲ့ဒါခင်ဗျားတို့စီစီရုံကျုံယုံမှထိုင်မှာစစ်ကောင်မရှင်မှာပါမှာအတိအကျတိရမကိစ္စတွေတနေ့ကိုအနည်းဆုံးထိတိတ်တိုက်ပွဲ40လောက်ဖြစ်တယ်ဒါမှမဟုတ် line ပေါ်မှာတက်ကြွားတာရှိတာမရှိဘူးလေကျန်သူအရှင်မိတာလည်းရှိတယ်အသေးမိတာလည်းရှိတယ်တချို့ဒီဆုံးမှာပြောတဲ့ဒီမှာအခုစစ်ကြောင်းထိုးနေတယ်ဘယ်လိုခင်ဗျားတို့၄ကီကောကောကရစ်ပြန်ပေးရပြီလို့ပြောရတယ်တချို့ကောင်တွေဆိုရှင်မနေ့ကတော့ကျွန်တော်တင်ထားပါတယ်နော် ဟိုတနက်တော့မတင်ဘူးတနက်တူဖွက်ပြီးတော့ထွက်ပြေးရတဲ့အဆင်ရောက်တာနော်ဒါကကဟိုတချို့ဟာတွေကလိုင်းပေါ်မတင်လို့မတင်လို့မရလို့မတင်ခိုင်းတာနော်အဲ့တော့ပြောချင်တာဗာလဲဆိုတော့ကျွန်တော်တို့တော်လိုင်းကြီးကတက်စစ်ချိုးပြောင်းလဲလာလိုက်တယ်အဲ့ဒီပေါ်မှာနိုင်ငံရေးသမားတွေရဲ့အာဘော်နဲ့ဘူမတိကိုမတိနဲ့လိုင်းပေါ်မှာအာချောင်နေတဲ့အကောင်တွေရဲ့ဇကားတွေကိုနားလည်လိုက်လို့ရှိရင်ကျွန်တော်တို့ကတော်လိုင်းကြီးကဒိုးတော့ဒိုးတော့ဆိုပြီးတော့ဖြစ်သွားလိမ့်မယ်တော်လိုင်းကြီးဒီစီယုံညီညွတ်မှုနဲ့သွားတာတွေရှိပါတယ်စူးစီးညူညာဖို့အတွက်ကိုလုပ်နေတာရှိပါတယ်အဲ့တော့အခုလက်ရှိအချိန်မှာ ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲတပေါင်းစုတွေကဒေတာအလိုက်မှာရှိပါတယ်ဒေတာအလိုက်မှာတပေါင်းစုတွေရှိပါတယ် online ပေါ်ကတပေါင်းစုမဟုတ်ပါဘူးမြေပြင်မှာတကယ်တပေါင်းစုတွေရှိနေပါတယ်အဲကျွန်တော်တို့ကတပေါင်းစုတွေနဲ့အရှိကိုသွားနေတဲ့အချိန်မှာနိုင်ငံရေးအရပြောင်းလဲရမှာပြန်လဲစုဖွဲ့ရမှာပြန်လဲပြင်ဆင်ရမှာရှိပါတယ်အဲ့ဒီအချိန်မှာနိုင်ငံရေးသမားတွေယူသားမယ်ဆိုရင်တော်လိုင်းကြီးကမမြန်ပြီးွားလိမ့်မယ်เนาะအဲ့တော့ဟိုတော်လိုင်းကြီး